အလုံးအလုံးပဲမင်္ဂလာပါကျွန်တော် channel လေးမှာជួសសួរပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့ဒီ video တပုတ်မှာပေါ့နော်ဒီ comment လေးတွေလာမှန်ပေးတဲ့သူတွေအတွက်ကိုကျွန်တော်ဒီဖြေပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီအချောင်းရလေးတွေကိုစိတ်ဝင်စားရင်ကျွန်တော်ရဲ့ video လေးကို အဆုံးထိ like ပါကြည့်ရှုပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့စားလိုက်အောင်ပေါ့နော် comment လေးတခုကသူကပြောထားလဲဆိုတော့ mind dream ပေါ့နော်အဲ့ဒီ video ကကျွန်တော်ရဲ့ sign လေးပေါ့နော် အဲဘလို့စတင်ခဲ့ရတာလဲဆိုတော့အကြောင်းအရာကိုအဲပြောပြပေးထားတဲ့ဗီဒီယိုဖြစ်တဲ့အတွက်ပေါ့နော်ဒီသူက my dream ဆိုတော့ဒီသူရဲ့အိမ်မက်လေးတစ်ခုပေါ့နော်သူကအဲ့လိုမျိုးမှန်ထားပါတယ်ပေါ့နော်ဒီလိုမျိုးအိမ်မက်လေးရှိတာအဲကောင်းပါတယ်ပေါ့နော်ကိုရဲ့အိမ်မက်လေးနောက်ကိုလိုက်ပါပေါ့နော်တရရက်ကြာရင်ကိုရဲ့အိမ်မက်လေးအမှန်တကယ်ဖြစ်လာပါလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့အဲနောက် comment တစ်ခုက ဒီကျွန်တော်နေရာဒေတာမှာဗောနော်သူကမိလာလားလို့သူကမေးထားပါတယ်ပြီးတော့တကယ်လို့မလာဘူးဆိုရင်အဲမစ္စနိုဗီမှဒီအဲမီသူမီမှရောင်းရမယ်ဗောနော်သူပြောချင်တာအဲကျွန်တော်ကတော့ဒီလက်လီဆိုင်လေးဖြစ်တဲ့အတွက်ဗောနော်ည9:00 9:00လောက်ဖွင့်နေဆိုတော့ဗောနော်အဲ့လိုမျိုးသူကပြောချင်တယ်လို့ကျွန်တော်အာထင်တာဗောနော်အဲ့တော့ကျွန်တော်နေရာဒေတာမှာမီမလာပါဘူးဗောနော် ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြန်တော့ကြည့်ပါဘောเนาะကျွန်တော် ဆိုလာစင်တဲ့ဗီဒီယိုတွေအများကြီးအဲတင်ထားပါတယ်ဘောเนาะဘာဖြစ်လို့အဲ့လိုမျိုးဆိုလာတွေစင်ရလဲဆိုတော့အဲမီးတွေမလာတဲ့အတွက်ဘောเนาะအဲကြောင့်မလို့ဆိုလာတွေစင်ထားပါတယ်ဘောเนาะနောက် comment လေးတခုအတူပါပြောထားလဲဆိုတော့ဒီအဲအများအားအားပေးနေပါတယ်ဘောเนาะနောက်တင်မဲ့ဗီဒီယိုတွေကိုလည်းဒီမျှော်လင့်နေပါတယ်ဘောเนาะအဲ့လိုမျိုးမှတ်ထားပါတယ်ဒီ comment လေးကတော့ဒီအရန်ကို ချစ်ဖို့ကောင်းတဲ့ comment လေးလို့လည်းပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီလိုမျိုးပေါ့နော်။အဲဒီလိုမျိုးဗီဒီယိုရိုက်ပြီးတော့တင်နေဆိုတာကပေါ့နော်။အဲဒီလိုမျိုး comment လေးတွေများများရှိမှကျွန်တော်ဒီလိုမျိုးဒီဗီဒီယိုတွေကိုလုတ်ပြီးမှအဲတင်နိုင်မှာပေါ့နော်။အဲလိုမျိုးစိတ်အားလေးတစ်ခုအနေနဲ့ကျွန်တော်အတွက် ဖြစ်တာပေါ့နော်။အဲဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးဗီဒီယိုရိုက်ပြီးမှတင်နေဆိုတာကလည်း အဲအဲ့လောက်ကြီးလွယ်တဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အနေထားဆိုရင်ပေါ့နော်တချို့ဆိုရင်တော့ကျွန်တော်မပြောတတ်ဘူးပေါ့နော်ကျွန်တော်အနေထားဆိုရင်ကျွန်တော်ကဒီညကျမှကျွန်တော်အားတာပေါ့နော်အဲနေ့လေကျတော့လည်းကျွန်တော်ဒီဆိုင်ဖွင့်တယ်အဲညကျတော့လည်းကိုယ့်ရဲ့ဒီကိုယ်ပိုင်အချိန်လေးကိုအဲဆွလို့ရပြီးမှဒီဗီဒီယိုလေးတွေကိုဖန်တီးဖို့အတွက်ကျွန်တော်ကအချိန် ပေးရပါတယ်ပြီးတော့ဒီဗီဒီယိုတွေကိုအဲ editing တွေလုပ်ဖို့အတွက်လည်းအချိန်တော်တော်ပေးရပါတယ်ကိုယ့်ရဲ့အဲကိုယ်ပိုင်အချိန်လေးကိုအဲဆွလို့ရပြီးမှဒီလိုမျိုးဗီဒီယိုလေးတွေလုပ်ရချင်းဖြစ်ပါတယ်ဗောနော်ဒီလိုမျိုး comment လေးတွေကိုများများမှန်ပေးတယ်ဆိုရင်ဗောနော်ကျွန်တော်တို့အတွက်အာလုံးဝဒီအားစေးတစ်ခုအနေနဲ့ဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဗီဒီယိုလေးတွေကိုအားပေးတဲ့အလူတူဦးတယောက်တိုင်းကိုလည်းဒီဗီဒီယိုလေးကနေအဲကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ် ဒီနောက်တင်မဲ့ဗီဒီယိုတွေကိုလည်းကျွန်တော်ကိုအားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်တောင်းလဲတောင်းဆိုချင်ပါတယ်ဗောနောနောက် comment လေးတစ်ခုကတော့ဗာမေးထားလဲဆိုတော့ဒီစိုင်ဖွင့်ဖို့ရအတွက်ဗောနောအရင်နီးဘလောက်လို့လဲဗောနောဒါတော့ကျွန်တော်ရဲ့စိုင်အနေထားပုံမှာမူတည်ပါတယ်ဗောနောစိုင်ကအရန်ကြီးတယ်ဆိုရင်အရင်နီးတွေအများကြီးလိုပါတယ်ဗောနောကျွန်တော်စိုင်အနေထားဆိုရင်တော့ဗောနောကျွန်တော်ဆခဲ့တဲ့အချိန်တုန်းကဗောနောကျွန်တော် တရာကြော်ကြော်လေးနဲ့ပဲကျွန်တော်စခဲ့ပါတယ်။ဒိန်း120လောက်ကျွန်တော်ရင်းပြီးမှကျွန်တော်စခဲ့ပါတယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်ပေါ့နော်အရင်နေ့တည်းဖြစ်စီအရင်အရင်နည်းများတည်းဖြစ်စီပေါ့နော်။အဲကိုကအဲစနိုင်ဖို့အရေးကြီးပါတယ်လို့ကျွန်တော်အဲထပ်ပြီးမှကျွန်တော်ပြောချင်ပါတယ်ပေါ့နော်။ပြီးတော့နောက် comment လေးတစ်ခုကဘာပြောထားလဲဆိုတော့လက်ကားယူတဲ့ဆိုင်ကို ပြောပြပေးပါလားပေါ့နော်။ကျွန်တော်ယူမဲ့လက်ကားဆိုင်ကိုသူက အဲမေးချင်တာပေါ့နော်ဒါကတော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ကျတော့ဒီ live show နဲ့နေတာပေါ့နော်အဲကျွန်တော်တရုတ်ပစ္စည်းတွေပါလေဆိုရင်အဲ live show ဖက်မှာယူပါတယ်ပေါ့နော်အဲတကယ်လို့ဒီရိုးရာပစ္စည်းတို့ပါလို့ကျတော့ကျွန်တော်ဒီအဲတောင်ကြီးတို့တချီလေးတို့ဖက်ယူပါတယ်ပေါ့နော်ဗမာမုံတို့ပါလို့ဆိုရင်ကျွန်တော်မလေးဖက်မှာယူပါတယ်ပေါ့နော်ဒီအဲလက်ကားယူတဲ့ဆိုင်ကတော့ကိုကကိုနေရာဒေတာမှာရှိတဲ့ ဒီဆိုင်လေးတွေကိုလိုက်ဆောင်စားပြီးမှအဲဝယ်ထားတော့ပို့ပြီးမှကောင်းမယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်ဗောနော်ဟုတ်ကဲ့နောက် comment လေးတစ်ခုကတော့ဗာပြောထားလဲဆိုတော့ဒီတော့ရွာလေးမှာဗောနော်ဆိုင်အသေးလေးဖွင့်ချင်ပါတယ်ဗောနော်ဘဲကနေစာမန်းမတီးလို့ပါဗောနော်ဒီအတွေ့အကြုံလေးကိုအဲမျှဝေပေးပါလားဗောနော်သူကအဲ့လိုမျိုးလေးမှန်ထားပါတယ်ဟုတ်ကဲ့ကျွန်တော်အတွေ့အကြုံအရဆိုရင်ဗောနော်တကယ်လို့ကိုယ့်ရဲ့ရွာမှာဗောနော် ကိုယ့်ရွာမှာ ဖွင့်မယ်ဆိုရင်ပေါ့နော်အဲကိုယ့်ရဲ့ရှေ့မှာဖွင့်ထားတဲ့ဆိုင်လေးတွေရှိလားပေါ့နော်အဲလေးတွေတစ်ချက်ကြည့်ရပါမယ်အဲကျွန်တော်ဒီဆိုင်လေးအဲဖွင့်မဲ့ချိန်တော့အလဲပေါ့နော်ကျွန်တော်ဒီကျွန်တော်နီးနားတဝိုက်မှာကျွန်တော်ကုံဆုံဆိုင်တွေမရှိလို့ပေါ့နော်မရှိလို့တကယ်လို့အဲငါဖွင့်ရင်ပေါ့နော်တကယ်လို့ငါဖွင့်ရင်ရောင်းရမှာပဲဆိုတော့အတွေးလေးနဲ့ပေါ့နော်အဲ့လိုမျိုးဖွင့်ခဲ့ပါတယ်အဲနောက်ပြီးတော့လဲပေါ့နော်ကျွန်တော်တို့ရဲ့မြို့မှာပေါ့နော်ဒီလိုမျိုးလက်လီအ အဲကောင်းကောင်းလေးဆိုတာလည်းတိတ်မရှိဘူးတိတ်မရှိတဲ့အတွက်ပေါ့နော်ကျွန်တော်ဒီလိုမျိုးလက်လီလေးဖွင့်ဖို့အတွက်ကျွန်တော်အဲစိတ်ကူးရပါတယ်ပေါ့နော်တကယ်လို့ရွာမှာဖွင့်မယ်ဆိုရင်ပေါ့နော်ရွာမှာဖွင့်မယ်ဆိုရင်ကိုယ့်ရဲ့ဒီအရင်ဖွင့်ထားတဲ့ဆိုင်တွေရှိလားပေါ့နော်ကိုယ့်ရဲ့ဒီကိုယ့်ရဲ့အိမ်ကြီးပေါ့နော်အိမ်ဆိုင်လေးဆိုတော့ကိုယ့်ရဲ့အိမ်ကြီးမှာ ဆိုင်လေးတွေဖွင့်ထားတဲ့တူတွေရှိလားဘူးเนาะတကယ်လို့ကွဲအိမ်နားမှာဆေးဆိုင်လေးတခုရှိတယ်ဆိုရင်မဖွင့်ရတော့ဘူးလားလို့ပြောတာတော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့အဲ့လိုမျိုးကပ်ပြီးမှဖွင့်မယ်ဆိုရင်ကိုကဆေးနှုံးတွေပါလေကအဆပေါ့เนาะသူများနဲ့တန်းတူရောင်းနိုင်အောင်စူးစမ်းပါမယ်ပေါ့เนาะအဓိကကတော့သူမေးထားတာတော့ဘယ်ကနေဆမ်းမလဲပေါ့เนาะအခုအချိန်နေပါဘူးเนาะဆိုင်ဖွင့်မဲ့ အဲနေရာလေးတွေကိုရှိပြီးပြီလားဗောနော်ကျွန်တော်အဲ့လိုမျိုးမေးချင်ပါတယ်တကယ်လို့အဲအဲ့လိုမျိုးဖွင့်တဲ့နေရာလေးတွေမရှိဘူးဆိုရင်အဲ့ဒီနေကိုဖွင့်ချင်တဲ့နေရာလေးတွေကိုလုပ်ရမယ်ဗောနော်တကယ်လို့ကိုကဆိုင်ခန်းရှိပြီးသားဆိုရင်တော့ဒီလုပ်ဖို့မလိုတော့ဘူးဗောနော်ကိုကအရင်းနည်းလေးတစ်ခုနဲ့စားလို့ရပါတယ်ဗောနော်ဘာမှမခက်ခဲပါဘူးဗောနော်နောက်တစ်ခုကကျွန်တော်ပါအကြံပေးခြင်းလဲဆိုတော့ တကယ်လို့ကိုလက်ကားတွားယူပြီးမှလာရောင်းမဲ့ဆိုင်ကဒီတကယ်လက်ကားဆိုင်မဟုတ်ဘူးဆိုရင်ပေါ့နော်အဲတကယ်လက်ကားဆိုင်မဟုတ်ဘူးဆိုတာဒီတချို့ပစ္စည်းတွေကြတော့တူနေအောင်မဟုတ်ဘူးပေါ့နော်ဥပမာအနေနဲ့နားလေလွယ်အောင်ပေါ့နော်ကျွန်တော်ပြောချင်တာကဒီအဲကျွန်တော်တကယ်မုံဆိုင်ဆိုရင်လည်းဒီမုံလိုင်းလောက်ပဲတူအဆေးတက်တာမှာပေါ့နော်အချိုရီတို့ဘာလို့ဖြတ်နေဆိုရင်လည်းဒီအဓိကအားဖြင့်တူအချိုရီ ပို့ပြီးတော့အားတာတာဗောနော်အဲ့လိုမျိုးလေးတွေရှစ်တက်ပါလေဗောနော်နောက်ပြီးတော့ဒီဇာယေကလီယာဆိုရင်ဇာယေကလီယာတီတန်ရောက်နေဆိုင်တွေကိုအဲလက်ကားတွားယူပါဗောနော်နောက်ပြီးတော့အလကုံဆိုရင်လည်းဒီအလကုံတွေလက်ကားဖြတ်တဲ့ဆိုင်ကိုအာစုံစမ်းပြီးမှတွားဝယ်ပါလို့ကျွန်တော်ပြောချင်ပြောချင်တာဗောနော်တကယ်လို့အဲ့လိုမျိုးမဟုတ်ခဲ့ဘူးဆိုရင်ကိုတွားဝယ်လိုက်မိတဲ့အဲနေကတချို့ပစ္စည်းတွေအဲဆေးကြီးကောင်း ကြီးနိုင်တာပေါ့နော်အဲကြောင့်မလို့ကိုလာရောင်းတဲ့ချိန်မှာကိုတော်မှအမျက်မတင်ရသေးဘူးပေါ့နော်ဆေးကများနေပေါ့နော်အဲကြောင့်မလို့ဒီအဲဆေးအောင်ဆေးဝယ်တဲ့နေရာမှာပေါ့နော်ကျွန်တော်အတွေ့အကြုံကဒီခါလေးကြရင်ပေါ့နော်ကိုကဒီမားပြီးမှဝယ်မိတဲ့ပစ္စည်းလေးတွေလည်းရှိတတ်ပါတယ်ဒါကတော့ကျွန်တော်အတွေ့အကြုံအရပေါ့နော်ဒီခါလေးကြရင်ကိုကမားပြီးဝယ်မိတယ်ဆိုရင်ပေါ့နော်ကိုကရောင်းတော့မရောင်းရသေးဘူးပေါ့နော်ဒီအပြင်မှာပေါက်ဆေးထက်ပေါ့နော်တခြားဆိုင်တွေရောင်းတဲ့ဆေးထက်နည်းနည်းများနေတာတွေ အဲဖြစ်တတ်ပါတယ်ဗောနော်အဲအကြောင်းမလို့ကျွန်တော်ဒီအတွေ့အကြုံအရာဗောနော်ကျွန်တော်အဲ့လိုမျိုးပြောချင်းဖြစ်ပါတယ်ဗောနော်အဲ့လိုမျိုးကိုမဝယ်ခင်လေးမှာအဲကိုယူမဲ့အဲလက်ကားဆိုင်တွေကိုအဲဒီတေချာဆုံဆန်းပြီးမှဝယ်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဗောနော်နောက်တစ်ခုကကျွန်တော်ဘာပြောချင်လဲဆိုတော့အမျက်ကိုအများကြီးမတင်ပါနဲ့ဗောနော်ကိုကခုမှဆိုင်တစ်ဖွင့်မဲ့လူဖြစ်ပြီးမှကိုကအမျက်အများကြီးလိုချင်လို့မရဘူးဗောနော်ကိုကဖြစ်ဖြစ်ချင်းပဲစား စရပါမယ်ပေါ့နော်ကျွန်တော်လုပ်ငန်းလေးစခဲ့တာ10နှစ်တောင်ရှိခဲ့ပြီပေါ့နော်တချို့ပစ္စည်းတွေအရှုံးခံမိမရောင်းတဲ့ပစ္စည်းတွေလည်းရှိတယ်လို့ရင်းမဲ့ပြန်ရတဲ့ပစ္စည်းတွေလည်းရှိတာပေါ့နော်ခုနကကျွန်တော်ပြောတယ်လို့ပေါ့နော်ဒီတချို့ပစ္စည်းတွေဆိုရင်ကျွန်တော်ဝယ်မတာတွေဖြစ်တတ်တယ်ပေါ့နော်ဝယ်မတယ်ဆိုတာကဒီအဲဈေးကြီးဝယ်မိတာပေါ့နော်ဈေးကြီးဝယ်မိတဲ့အတွက်ဒီအပြင်မှာတခြားဆိုင်တွေရောင်းတဲ့ဈေးတဲ့အဲကိုယ့်ရဲ့ဈေးနှုန်းလေးကများနေပြီပေါ့နော်အဲကြောင့်မလို့အရင်လောက်ပဲပြန်ရောင်းတဲ့ ဒီပစ္စည်းတွေရှိတာပေါ့နော်အရင်လောက်ပဲပြန်ရောင်းမှသူကသူများနဲ့ဒီဆေးရတန်းသူဖြစ်တဲ့ပစ္စည်းဆိုရင်လည်းအဲဘလိုပဲဖြစ်ပေါ့နော်တခါလေကျရင်အဲ့လိုမျိုး shop မှာအဲရောင်းရတာတွေရှိပါတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ပါအကြံပေးချင်လဲဆိုတော့ဒီဆေးရောင်းတဲ့နေရာမှာပေါ့နော်အဲပြုံးတက်အောင်ပြုံးပါပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကိုက scientific ဖြစ်ပြီးမှပေါ့နော်ကိုက scientific တွေဖြစ်ပြီးမှ scientific ရယ်ပဲမဟုတ်ဘူးပေါ့နော်ဒီ အရင်ကတည်းကဖွင့်ထားတဲ့ဆိုင်ဆိုလည်းဒီကိုကစီးရောက်တဲ့တူဖြစ်တဲ့အတွက်ပေါ့နော်သူများပတ်စံကိုပေါ့နော်ကိုရဲ့အိတ်ထဲထည့်ခြင်းတဲ့အတွက်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ဒီဆက်ဆံရေးလည်းကောင်းကောင်းမွန်မွန်ဆက်ဆံရပါမယ်ပြီးတော့လည်းပြုံးတတ်ပါမယ်ပေါ့နော်နောက်တစ်ခုကဘာလို့လိုအပ်လဲဆိုတော့ဒီအဲဆိုင်ဖွင့်ပြီးပြီဆိုရင်ပေါ့နော်ဆက်ဆံရေးလည်းကောင်းမှုနေဖို့လိုပါတယ်ပေါ့နော်ဆက်ဆံရေးကောင်းတဲ့ဆိုင်နဲ့ဆက်ဆံရေးမကောင်းတဲ့ဆိုင်ဆိုရင်သူများကဆက်ဆံရေးကောင်းတဲ့ဆိုင်ပဲ လာပေါ်မှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲပတ်စံပေးဖို့ရမယ်ချင်းတူတူပေါ့နော်။ဆက်ဆံရေးကောင်းတဲ့ဆိုင်ပဲတောင်းဝယ်မှာပေါ့နော်။အဲကြောင့်မလို့ဒီဆက်ဆံရေးလည်းကောင်းကောင်းကောင်းမွန်မွန်ဒီစားပါလို့ကျွန်တော်ပြောချင်တာပေါ့နော်နောက်ဆုံးကျွန်တော်ပြောချင်တာကတော့အဲစဖြစ်အောင်စပါပေါ့နော်အဲစတင်ရတာအရန်မခက်ခဲပါဘူးပေါ့နော်တကယ်လို့ကိုကဒီအဲဒီလိုမျိုးဆေးရောင်းဆေးဝယ်နဲ့တိတ်မရင်းနှီးသေးတဲ့တူဆိုရင်တော့ပေါ့နော်အဲပို့ပြီးမှလေ့လာပါပေါ့နော်ပို့ပြီးမှလေ့လာပါ ဒီ YouTube ပေါ်မှာဆိုရင်ဘောနော်လေ့လာဆရာတွေအများကြီးပါဘောနော်ကျွန်တော်ရဲ့ဒီ channel လေးလဲဒီဈေးအောင်ဈေးဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဘောနော်အဲနောက်ပြီးတော့ဒီတခြား channel တွေလဲအများကြီးဘောနော်ဒီအဲဈေးအောင်ဈေးဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအဲများများလေးအဲနားထောင်ပါများများလေးလေ့လာပါဘောနော်ပြီးတော့လဲဒီတကယ်လို့ကိုကစချင်တယ်ဆိုရင်အဲစပြည့်အောင်စပါလို့ကျွန်တော်အားပေးချင်ပါတယ်ဘောနော် ဘာဖြစ်လို့လဲဆိုတော့တေးသေးလေးရနေပဲဆဆပါဘောเนาะအနောက်ပိုင်းတွေမှာကိုကမကျွမ်းကျင်ပေမဲ့ဘောเนาะနောက်ပိုင်းတွေမှာအလုတ်ကပဲကိုပြန်တင်လာမှာဘောเนาะအဲကြောင့်မလို့သူ့အနေနဲ့သူနီလန်းတွေအဲတီလာပါလိမ့်မယ်ဘောเนาะနီလန်းတွေလည်းပွင့်လာပါလိမ့်မယ်အဲခုနကကျွန်တော်ပြောတူလို့ဘောเนาะကိုကလက်ကားတွားယူတဲ့ဆိုင်တွေတိတ်မတီးတဲ့အတွက်ဘောเนาะတိတ်မတီးတဲ့အတွက်လဲဘာမှစိတ်မပူပါနဲ့ဘောเนาะနောက်ပိုင်းတွေမှာဆိုရင်အဲဖြည်းဖြည်းချင်းနဲ့ပဲ လူများပဲဆိုင်မှာယူလဲပေါ့နော်အဲ့လိုမျိုးလေဖြည်းဖြည်းချင်းတည်တော့မှာပါလို့ကျွန်တော်ပြောချင်ပါတယ်အဲကျွန်တော်တော့မှပေါ့နော်ဒီလောက်ဖွင့်ခဲ့ရတော့မှတချို့နေရာတွေကျွန်တော်မတီးသေးတာတွေလည်းရှိတာပေါ့နော်အဲကြောင့်မလို့ဘာမှဒီစိတ်ထဲမထားပါနဲ့စဖြစ်အောင်ပဲစပါလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဒီမျိုး comment လေးတွေကိုမှန်ပေးတဲ့အတွက်လည်းကျွန်တော်အများအများကျေးဇူးတင်ပါတယ်ပေါ့နော်နောက်ကျွန်တော်တင်မဲ့ video လေးတွေကိုလည်း subscribe မအားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီ video လေးကနေ တစ်ခုခုအဲရတော့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗောနောပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုအဲ like လေးနှိပ်ခဲပေးပါအောင်လို့ကျွန်တော် ပြောချင်ပါတယ်အဲတကယ်လို့ကျွန်တော်ရဲ့ channel ကိုအဲ subscribe လို့ရသေးဘူးဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe ပြီးလည်းလုပ်ပေးတော့ပါအောင်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်ဗောနော see you in the next video bye bye